အစ္စရေးကဇန်နဝါရီပြည့်ခတ်ရက်စိသဘောတူညီချက်ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမလ16ရက်နေ့မှာဂါဇာကမ်းမြောင်ကိုအပြင်းထန်ဆုံးတိုက်ခတ်ခဲ့ရာအနည်းဆုံးသေဆုံးသူ330ကျော်ရှိလာခဲ့တယ်လို့ဂါဇာစစ်မှေးဦးညီဌာနကပြောကြားခဲ့ပါတယ်။ဗီတမင်နီဒန်ရာဟူရဲ့အဆိုအရဟာအပြည့်ခတ်ရက်စိရေးကိုဖျက်ဆီးပစ်လက်ခြင်းဖြစ်တယ်လို့ဟာမတ်စ်ကပြောကြားခဲ့ပါတယ်။မိမိတို့ရဲ့တရားခံများကိုလွှတ်ပေးရန်ဟာမတ်စ်ရဲ့ကြင်ကြင်ညင်ပယ်မှုအမေရိကန်သမ္မတရဲ့တပ်တမန် Stewart Gordon မှလက်ခံရရှိခဲ့တဲ့အဆိုပြုချက်အားလုံးကို Hamas ရဲ့အကြမ်းကြီးငင်းပယ်မှုတို့ရှိခဲ့ပြီးတဲ့နောက်တိုက်ခိုက်မှုများလှုံ့ဆော်ရင်အမိပေးခဲ့ခြင်းဖြစ်ကြောင်း Netanyahu ရဲ့ရုံးကထုတ်ပြန်ခဲ့ပါတယ်။စစ်စင်ရေးကိုလိုအပ်တဲ့အလျောက်ဆက်လက်လှုံ့ဆော်သွားမယ်လို့ Israel တာဝန်ရှိသူက AFP ကိုပြောကြားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများအပြင်တိုက်ခိုက်မှုများကိုတိုးချဲ့လှုံ့ဆော်ရလိမ့်မယ်လို့ဆိုပါတယ်။ နေဒရာဟုနေသူ့ရဲ့အဆုံရောက်အဆိုးရဖွဲ့တို့ဟာအပြစ်ခက်ရေးစေးသဘောတူညီချက်ကိုပြောင်းပြန်လှန့်ပစ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဂါဇာကအကျဉ်းသားတွေရဲ့ကံကြမ္မာကိုမြေမြာဖြစ်အောင်လွှတ်ဆောင်လိုက်တာဖြစ်ပါတယ်လို့ဟားမားရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကာတာ၊အီဂျစ်၊အမေရိကန်ပြည်ထောင်စုတို့ကဂျာဝင်ဆောင်ရွက်ပေးခဲ့တဲ့အပြစ်ခက်ရေးစေးရေးကနေဦးစဲဟာဇန်နဝါရီလ19ရက်နေ့မှာစတဲ့အသက်ဝင်ခဲ့တာကြောင့်15လကျော်ကြာမြင့်ခဲ့တဲ့ဂါဇာစစ်ပွဲဟာအပြစ်ခက်ရေးစေးသွားခဲ့ပါတယ်။ အဲဒီပြည့်ခဲ့ရေဆေးရေးပထမဆင်းဟာမက်လာစောစောပိုင်းမှာအဆုံးသတ်ခဲ့ပါလိမ့်ထို့သောသောအနေအထားမှာနှစ်ဖက်စလုံးကမိကုံရန်ကုံစစ်ပွဲဖြစ်ပွားခြင်းကိုလက်ရှောင်ခဲ့ကြတယ်ဆိုပေမဲ့လည်း၎င်းတို့ဟာပြစ်ခတ်ရေးဆေးရေးအတွက်နောက်တဆင့်ဆွေးနွေးမှုများနဲ့ပတ်သက်ပြီးသဘောတူညီမှုမရနိုင်ပဲရှိနေခဲ့ပါတယ်။